တော်တို့အားလုံးကိုယ့်ရဲ့ပန်းတိုင်ဒီစီကိုတွားတဲ့အခါအကြီးမားဆုံးအတားအဆီးကအပြည့်မှရှိတဲ့အခက်အခဲတွေပြိုင်ပတ်တီလို့ပဲထင်တကြရမှာမဟုတ်လားဒါပေမဲ့တကယ်တမ်းမှာကိုယ့်ရဲ့အဆိုးဆုံးရန်သူကကိုယ့်အတွေ့စိတ်ထဲမှာပဲရှိနေခဲ့မယ်ဆိုရင်တော့အခုပြောပြမယ့်အကြောင်းအရာကအဲ့ဒီအတွေ့ခေါ်ကိုအခြေခံထားတာပါဒီစောက်ရဲ့အဓိကဟုတ်ကဘာလဲဆိုတော့ကိုယ်ပိုင်နေရာမှာပဲရှိရှိဘာကိုပဲလုပ်နေလုပ်နေ ကိုယ့်ရဲ့အစိုးဆုံးရန်တို့ကကိုယ့်အတွင်းစိတ်ထဲမှာပဲရှိနေပြီသားအဲ့ဒါကတော့ ego အတားပဲတဲ့ဒီစကားတစ်ခုနဲ့နဲ့ပဲပြဿနာရဲ့အရင်းအမြစ်ကိုတန်ပြီးထောက်ပြလိုက်တာပဲခေါမေဒါဆိုရင်အဲ့ဒီရန်တို့ကဘာတူလဲသူ့ရဲ့ပုံစံကဘလို့ရှိပြီးတော့ဘာကြောင့်ဒီလောက်တောင်အန်တဲ့အများရလာလဲဆိုတော့အရင်ဆုံးအတိအပြဖွင့်ကြည့်ရအောင်ပေါ့ အခုဒီနေရာမှာပြောနေတဲ့ ego ဆိုတာကစိတ်ပညာရှင် Freud ပြောတယ်လို့ရှုပ်ရှုပ်ထွေးထွေးအကြောင်းအရာတွေမဟုတ်ပါဘူးเนาะ။စာရေးဆရာ Ryan Holiday အဆိုရဆိုရင်ဒါဟာကိုယ့်ကိုယ်ကိုအရေးပါလွန်းတယ်လို့မှတ်ယူထားတဲ့မကြမ်းမာတဲ့ယုံကြည်မှုမျိုး၊မာနထောင်လွှားတာမျိုး၊ကိုယ့်ကိုယ်ကိုပဲဗဟိုပြုကြီးရီမန်းချက်တွေထားတာမျိုးကိုဆိုလိုတာပါ။ကဲဒီစာရေးဆရာရဲ့ကိုယ်ပိုင်ပေါ်စာအကြောင်းကိုတစ်ချက်ကြည့်ရအောင်။သူရဲ့အောင်မြင်မှုကဘလောက်တောင်မြန်ဆန်ပြီးတော့အဖြစ်နာစာခင်းမဲ့ပုံပေါ်လဲဆိုတာလေ။ အသက်19နှစ်မှာကောလိကထွက်တယ်အသက်30ကျော်လေးချင်းအမှုဆောင်အရာရှိဖြစ်လာတယ်25နှစ်မှာတော့အယောင်ဆုံးဆောင်ဆောင်တော်အုပ်ကိုထုတ်ဝေနိုင်ခဲ့တယ်တကယ်ကိုအံ့ဩစရာကောင်းတဲ့အရှင်ရဟုံးပဲနော်ဒါပေမဲ့အဲ့ဒီလိုတောက်ပတ်နေတဲ့အောင်မြင်မှုတွေရဲ့နောက်ွယ်မှာတော့လုံးဝကိုကွဲပြားချမ်းသာတဲ့ဇလန်းတစ်ပုဒ်ရှိနေခဲ့ပါတယ်အဲ့ဒီထိန်းချုပ်မရတဲ့အတ္တကြောင့်ဒူပါရီဖြစ်ခဲ့လဲဆိုတာကြည့်လိုက်ပါအောင်သူ့ရဲ့ဆရာသမားကလူပုံလဲမှာသူ့ကိုအပြင်းထန်ဝေဖန်ခဲ့တယ် သူ့ရဲ့စာအုပ်လက်မှတ်ထိုးပွဲကိုလူတယောက်တည်းပဲလာတက်ခဲ့တယ်။နောက်ဆုံး Wi-Fi ပြတ်တော်တာလေးနဲ့တင်စိတ်ဖြည်းစီးမှုတွေအပြင်းထန်ခံစားရတဲ့အထိပါပဲ။သူ့ဘဝရဲ့အလဲအပြောင်းကသူ့ရဲ့ဆရာသမားတွေပြိုလဲသွားတာကိုမြင်လိုက်ရတဲ့အချိန်မှာဖြစ်ခဲ့ရပါ။သူကိုယ်တိုင်ပြောထားကတတလွန်သူတို့လိုလူမျိုးဖြစ်ချင်ခဲ့ရကနေသူတို့လိုဘရောမမဖြစ်ချင်တော့ဘူးဆိုတာကိုရွတ်ရဲချီထိလိုက်ရတဲ့ခံစားချက်ဟာသူ့ကိုအတိုက်ရဲ့အခန်းကဏ္ဍကိုပြန်ပြီးတော့ရင်ဆိုင်ဖို့တွန်းထားပေးခဲ့တဲ့ကြီးမားတဲ့အကြံပေးတစ်ခုဖြစ်ခဲ့တယ်လို့ဆိုပါတယ် ကဲဟုတ်ပြီအခုဆိုတဲ့ဒီစာအုပ်ချက်အထူးကကြတဲ့ framework ကိုဆက်လက်လာကြည့်ကြရအောင်ဒါကဘာလဲဆိုတော့အတ္တ ego ကကျွန်တော်တို့ကိုဘယ်နေရာတွေမှာဘယ်လိုပုံစံမျိုးနဲ့တိုက်ခိုက်တတ်တယ်ဆိုတာကိုနားလည်စေမဲ့စစ်မြေပြင်သုံးခုကြောင့်ပါပဲဒီတော့အတ္တကယန္တုအဖြစ်အမြဲတမ်းရှိနေနိုင်တဲ့စစ်မြေပြင်သုံးခုရှိပါတယ်ပထမတစ်ခုကတော့တစ်ခုခုကိုဖျက်မြောက်အောင်ကြိုးစားနေတဲ့အဆင့် aspire ပေါ့ဒုတိယတစ်ခုကတော့အောင်မြင်မှုတွေရနေတဲ့အဆင့် success ပါနောက်ဆုံးတတိယတစ်ခုကတော့ကြာရှုံးမှုတွေရင်ဆိုင်နေရတဲ့အဆင့် failure ပါ ျွန်တော်အားလုံးဟာအချိန်နဲ့မျှဒီအဆင့်၃ခုတည်းကတစ်ခုခုမှအမြဲတမ်းရောက်နေကြတာပါ။အဆင့်တစ်ခုချင်းစီမှာအတားကိုဖြည့်ရှင်းနိုင်မဲ့နည်းလမ်းတွေရှိပါတယ်။ကြီးမားချက်ကြီးမားတဲ့အချိန်မှာနှိမ်ချတတ်ဖို့လိုတယ်။အောင်မြင်နေတဲ့အချိန်မှာသဘောထားကြည့်ဖို့လိုတယ်။ပြီးတော့ကြောက်ရွံ့သွားတဲ့အခါမှာခံနိုင်ရည်ရှိဖို့လိုရပါတယ်။ဒီနေ့ဒီကြောက်ရွံ့ကိုတင်ဆက်တဲ့နေရာမှာတော့ပထမအဆင့်ဖြစ်တဲ့ကြိုးပမ်းအားထုတ်နေတဲ့အချိန်မှာ အတားကိုဘယ်လိုစီမံခန့်ခွဲမလဲဆိုတဲ့ aspiration အပိုင်းကိုပဲအဓိကထားပြီးပြောပြသွားပါမယ်။ကောင်းပါပြီ အခုဖြည့်ရှင်းသည့်အပိုင်းကိုရောက်လာပြီပေါ့ကိုယ့်ရဲ့ခီးလန်းကိုစစချင်းမှာအတ္တကိုဘယ်လိုထိန်းချုပ်နိုင်မလဲတမိုင်းတဲ့ကတကယ့်ကိုထူးခြားတဲ့ဥပမာတစ်ခုကိုကြည်ပြီးလေ့လာကြအောင်ဂျွန်ဘွိုင်းဆိုတဲ့ဒင်ဒါရီဆန်နဲ့စစ်ပတ်လေးရဲ့မူနဲ့တွဲခေါ်ရှင်တယောက်ရဲ့ဇလန်းကိုမိတ်ဆက်ပေးချင်ပါတယ်သူ့နာမည်ကိုအများစုကတိတ်ကြားဖို့ကြာမှမဟုတ်ပေမဲ့သူဟာသူ့ရဲ့လောကိုင်းနဲ့ပတ်သက်ပြီးတိတ်ကိုအစွမ်းထက်တဲ့ရွေးချယ်မှုတစ်ခုကိုပြုလုပ်ခဲ့တာပါဘွိုင်းရဲ့ကြော်ကြားတဲ့မိခွန်းတစ်ခုမှာသူကဒီလိုပြောခဲ့တယ် ဒီနေ့မှမင်းဟာလမ်းဆောင်လမ်းခွာတစ်ခုကိုရောက်လာလိမ့်မယ်အဲ့ကမှတဆုံတယောက်ဖြစ်အောင်လုပ်မလားဒါမှမဟုတ်တဆုံတစ်ခုကိုလုပ်မလားဆိုတာကိုရွေးချယ်ရလိမ့်မယ်တဲ့ဒါဟာရီမန်းချက်ကြီးတဲ့လူတိုင်းရင်ဆိုင်ရမယ့်အခြေခံအကြဆုံးရွေးချယ်မှုတစ်ခုပါပဲ ဲဒီလနဲ့တည်းကွာခြားချက်ကိုကြည့်လိုက်ပါအတိပယ်ရှိတဲ့တစုံတစ်ခုကိုလှုပ်ဆောင်ဖို့တူတူရွေးချယ်လိုက်ပြီဆိုရင်အရေးပါတဲ့တစုံတစ်ယောက်ဖြစ်ချင်တဲ့ to be အတ္တဆန်တဲ့ဆန္ဒကိုစွန့်လွတ် follow ရတယ်ဆိုတာတွေ့ရမှာပါတစ်ခုကအရေးတွေးကိုအလေးထားပြီးနောက်တစ်ခုကအပေါ်ယံပုံမှန်တဏ္ဍကိုပဲအလေးထားတာပါဒုတိယဥပမာကိုကြည့်လိုက်ကြအောင်လူမျိုးရေးခွဲခြားမှုကိုတိုက်ဖြတ်ခဲ့တဲ့အထင်ကရပုဂ္ဂိုလ်ကြီး Jackie Robinson သူကငယ်ငယ်တုန်းကတော့စိတ်လိုက်မှန်မှမလုပ်တတ်တဲ့သူမျိုးတော့မဟုတ်ခဲ့ပါဘူး ကယ်ဒီမာကြီးနံပါတ်1ခုပဲပြတ်ထားတယ်ဆက်နေဘာလို့ဆိုလိုတာလဲလို့ထင်လဲခဏလေးစောင့်ဒါဟာ Jackie Robinson သူ့ရဲ့ကစားသမားဘဝတစ်ချောင်းမှာပြန်ဘက်တွေကတမန်တက်တက်ဘောလုံးနဲ့ပြပောက်တာကိုခံခဲ့ရတဲ့အချိန်အရေအတွက်ပဲဆက်နေချင်းတကယ်ကိုမယုံနိုင်စရာပဲနော် Dodgers အသင်း manager ရဲ့ဒီစကားတခွန်းက Robinson ရင်ဆိုင်ခဲ့ရတဲ့အကြီးမားဆုံးဆန်ခေါ်မှုကိုဖော်ပြနေပါတယ်သူ့အတွက်အကြီးဆုံးစံတစ်ချက်က သူ့ရဲ့ကစားစွမ်းရည်မဟုတ်ခဲ့ပါဘူး။သူ့ရဲ့အတ္တကို ထိုင်းချုပ်နိုင်စွမ်းပဲဖြစ်ခဲ့ပါတယ်။ရူမင်ဆန်ဟာတကယ်စိတ်ကူးနဲ့တောင်မမန်းစာနိုင်တဲ့နှိမ့်ဆက်မှုတွေကိုခံခဲ့ရပါတယ်။ဒါမဲ့သူဟာပိုကြီးမားတဲ့ရည်မှန်းချက်အတိုက် သူ့ရဲ့မာနသူ့ရဲ့အတ္တကိုဘေးဖယ်ပြီးအမဲတမ်းတွက်ချက်ထားတဲ့တုံ့ပြန်မှုတွေပဲလုပ်ခဲ့ပါတယ်။သူ့ကိုလူမျိုးရဲခွဲခြားပြီး all his says ဆိုခဲ့တဲ့ manager တယောက်အလုံးမပြုတ်အောင်ကေတင်ဖို့အတွက်ဓပုံအတူတူတွဲအရိုက်ခံပေးခဲ့တဲ့အထီးပါပဲ။ ဒီဇလန်ကနေကျွန်တော်တို့ဘာကို နားလည်နိုင်လဲဆိုတော့ကြီးကျယ်တဲ့ပန်းတိုင်တစ်ခုကိုအောင်မြင်ဖို့ဆိုရင်တခါဒီမှာမတရားဘူးလို့ခံစားရတာဒီကိုတိခန့်နိုင်ဖို့လိုတယ်။ကိုမာနာထက်အဓိကရည်မှန်းချက်ကိုရှည်တန်းတင်တဲ့ဖို့လိုအပ်တယ်ဆိုတာပါပဲ။ကဲနောက်ဆုံးအပိုင်းကိုရောက်လာပါပြီ။ဒီအပိုင်းမှာတော့ကျွန်တော်တို့ဆွေးနွေးခဲ့တဲ့မတူညီတဲ့အတွင်းအားနှစ်မျိုးကြားကအခြေခံအကြဆုံးရွေးချယ်မှုတစ်ခုကိုအနည်းချုပ်တင်ပြသွားချင်ပါတယ်။ဒီစာအုပ်ထက်ကအဆုံးဖြတ်ပေးနိုင်တဲ့အရေးကြီးဆုံးခြားနာချက်ကိုကြည့်လိုက်ကြရအောင်။ စစ်မှန်တဲ့ခွန်အားဆိုလားအတကနေလာတာမဟုတ်ပဲနှိမ်ချမှုကနေပဲလာတာပါအီဂိုဆိုတာကအတူယုံပါဘဲချေမစိုးပြိုလဲသွားနိုင်တဲ့ကထူပြိုင်လိုပါပြော့ညံ့ပါလေစစ်မှန်တဲ့ကိုကိုကိုယုံကြည်မှုကတော့ကြိုးစားအားထုတ်မှုကနေရလာတာဖြစ်လို့ကြောက်တုံးကြီးတစ်ခုလိုခိုက်မှနေတာပါဒီကိစ္စဟာကန်ချမာရဖြစ်လာတာမဟုတ်ပဲတတိရှိရှိနဲ့ဆုံးဖြတ်ရွေးချယ်ရမယ်ကိစ္စတစ်ခုဖြစ်တဲ့ဆိုတော့ကိုအမြဲတတိရဖို့အရေးကြီးပါတယ်တချို့ကနှိမ်ချမှုကို ်တင်ယူကြရတယ်။တချို့ကတော့အတအောပဲဥဆောင်ခွင့်ပေးဖို့ရွေးချယ်ကြပါတယ်။နောက်ဆုံးအနေနဲ့ဒီမေဖုံးကတော့ကျွန်တော်တို့အားလုံးတော့ပါပဲ။ကိုယ့်ရဲ့ပန်းနိုင်စီသွားတဲ့ခီးလမ်းမှာကို့ဘွားကိုချင်းကတ်တဲ့ပုံစံမှာဘယ်လန့်ကိုရွေးချယ်ကြမလဲ။